မလင်းရဖနဲ့တင်ရီယိုပရိသတ်များရှင် Morning Beast ကနေပြီးတော့တိုက်ရိုက်အသံလွှင့်နေရပဲဖြစ်ပါတယ်။အခုတင်ဆက်မဲ့ဂျမိုင်းကဏ္ဍမှာဆိုရင်တော့ထို့ခွန်ရှိရှိခွန် Health Care Call Center ကဒေါက်တာနန်းဖူးဤဂျုံမုန်နဲ့အတူတူအခုဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ HMPV Virus ကူးစက်ရောဂါအကြောင်းပဲဖြစ်ပါတယ်ရှင်။ဒေါက်တာလေးမင်္ဂလာပါရှင်။မင်္ဂလာပါအမတို့ဟုတ်ဟုတ်ကဲ့ပါမင်္ဂလာပါဆိုတော့ပထမအဦးဆုံးသိချင်တာကတော့ HMPV virus ကဘယ်လို virus မျိုးလဲဆိုတော့အရင်ဆုံးသိချင်ပါတယ်ဆရာမဟုတ် ဟုတ်ကဲ့ပါဟုတ် HMPV virus ဆိုတာ human metapneumovirus လို့ခေါ်တယ်ပေါ့နော်။သူကအသက်ရှူလမ်းကြောင်းကနေတဆင့်ကူးစက်ပြီးတော့မှအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်စေတတ်တဲ့ virus ပိုးတစ်မျိုးဖြစ်ပါတယ်။သူ့ကိုအခုမှစတင်တွေ့ရှိတဲ့ virus မဟုတ်ပါဘူး။သူ2001ကတည်းကစတင်တွေ့ရှိခဲ့တဲ့ virus ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါတော့အဲ့တော့ပေါ့နော်အခုဒီ virus ကဆိုရင်ဘယ်လိုမျိုးရာသီဥတုဘယ်လိုမျိုးအချိန်ကာလတွေမှာကူးစက်မှုပိုအဖြစ်များတက်လဲဆိုတာလေးကိုလည်းသိပြရစေရှင် ဟုတ်ကဲ့ပါဟုတ် HMBV virus ကတခြားအသက်ရှူလမ်းကြောင်းကတဆင်ကူးစက်တဲ့ virus တွေလိုပဲပေါ့နော်တခြားရာသီတုပ်ကွေးတွေလိုပဲဆောင်းရာသီနောင်ပိုင်းနဲ့ຫນွေဥကာလာတွေမှာကူးစက်မှုပိုအဖြစ်များတယ်ပေါ့အခုလိုအချိန်မျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအချိန်တွေမှာကူးစက်မှုပိုပြီးတော့အဖြစ်များတယ်ရှင့်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်ပေါ့နော်ဒီ virus ရဲ့ရောဂါလက္ခဏာတွေရှိလို့ရှင်လည်းသိကြပါတယ်ဆရာမဟုတ်ကဲ့ပါဟုတ် ဒီ virus ပိုးဝင်ရောက်ပြီးတော့3ရက်ကနေ6ရက်အတွင်းမှာလက္ခဏာစပေါ်တက်တယ်ပေါ့နော်။သူ့ကိုခံစားရတဲ့လက္ခဏာတွေကတော့ဒီတာမန် virus ပိုးတွေမှာခံစားရသလိုပဲပေါ့နော်။ချောင်းဆိုးမယ်၊ဖျားမယ်၊အနာချေမယ်ပေါ့၊နာရီကျမယ်၊လယ်ချောင်းနာတာ၊ပြို့တာ၊အနာဝန်းသွားတာဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်။ပုံမှန်အဖြစ်ကတော့2ရက်ကနေ9ရက်အတွင်းမှာတက်တာသွားလေးရှိပါတယ်ပေါ့။ဒါပေမဲ့ဒီကိုခံအားနည်းတဲ့သူတွေမှာဆိုလို့ရှိရင်တော့ယောဂလက္ခဏာတွေပုံမှုပြီးတော့ပြင်းထန်တက်တယ်ပေါ့နော်။ကိုခံအားနည်းတဲ့သူတွေမှာဆိုရင်အသက်ရှူကျက်မယ် မောမယ်အဲယင်ကြက်မယ်ပေါ့နော်တက်ရှူရင်တရှူရှူမိတာမျိုးဖြစ်မယ်နုံးနေတာမျိုးပေါ့ဒါမျိုးတွေအထီးဖြစ်နိုင်ပါတယ် อ๋ออะไรจ๋าไม่รู้ทีเนี่ยดอกดาเอแท้อคูดาปีกันเนี่ยบัดหลอกกะพยาร้องอ่ะဆိုလို့ရှိရင်ပေါ့เนาะစေကန်းကိုသွားတဲ့အခါမှာဆောင်းဝင်ကတေချာလေးပေါ့เนาะဝင်သွားလားဝင်သွားလားဆိုပြီးတော့စေကန်းတစ်ခုသွားတယ်ပေါ့เนาะစေကန်းတစ်ခုသွားတဲ့အချိန်မှာဆောင်းဝင်ညောက်စလုံးကအဲ့ခုနကတော့နောက်ဆုံးအချိန်မှာခုနကတော့ဆောင်းမပြောသွားတဲ့လက္ခဏာတွေအကုန်လုံးကိုမေးပြီးသွားတဲ့အချိန်မှာဝင်သွားလားဆိုတဲ့ဟာကိုထည့်ပြီးတော့မေးတာ哦เนาะဟုတ်တယ်ဟုတ်တယ်အဲ့ဒီကိစ္စဟုတ်ကဲ့ပါရှင်ဆိုတော့ဒီ HMBV virus ကပေါ့เนาะဘလို့အချိန်တွေမှာအများဆုံးကူးစက်နိုင်လဲပြီးတော့ဒါဘလို့မျိုးအသက်အရွယ်တွေကိုကူးစက်မှုမြန်တာ ဖြစ်ဆုံးဖြစ်မလဲဆိုတာလေးလည်းဒေါက်တာဆက်ပြီးတော့ပြပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါဘလို့အခြေအနေမှာကူးဆက်နိုင်လဲဆိုရင်ပေါ့နော်ဒီယောဂပိုးရှိတဲ့သူကအနာခြေလိုက်မယ်ချောင်းဆိုးလိုက်မယ်ပေါ့နော်ဒီလိုနာခြေလိုက်တာချောင်းဆိုးလိုက်ခြင်းအပြင်ထွက်လာတဲ့အမုံငယ်လေးတွေထွက်လာတဲ့ droplet လို့ခေါ်တယ်ပေါ့နော်ဒီ droplet တွေကိုတခြားသူတွေကဒိုက်ရိုက်ရှူမိတာဖြစ်ဖြစ်ဒါမှမဟုတ်ဒီလိုအမုံငယ်လေးတွေကနေပြီးကြာနေတဲ့ဟိုကျန်းပြင်းလို့ပစ္စည်းတွေပေါ့နော်ဒါမျိုးတွေကိုကိုယ်လက်နဲ့သွားထိမိမယ်ထိပြီးတော့မှဒီကိုယ်လက်နဲ့လက်မဆေးပဲနဲ့ကိုယ်နှာခေါင်းတွေပါးစပ်တွေကိုသွားကင်လိုက်မိရယ်ဆိုလို့ရှင်တော့အဲ့ကနေတစင်ကူးဆက်နိုင်တယ်ပေါ့နော် ဦးစားနိုင်တယ်နောက်တစ်ခုကကြတော့ယောဂပိုးရှိနေတဲ့သူနဲ့အနီးကပ်ထိတွေ့မှုရှိတာမျိုးပေါ့နော်ဥပမာလက်ဆွဲနှုတ်ဆက်တာပွေးဖက်တာနမ်းရှုပ်တာပေါ့နော်ဒါမျိုးတွေကြောင့်မလို့အဓိကကူးစက်နိုင်ပါတယ်အော်အဲ့ဒါဆိုလို့ရှိရင်တော်တော်ထက်တော့ပေါ့နော် public area တွေကိုသွားနေရတဲ့သူတွေပေါ့နော်ဥပမာ public transportation ကိုသွားနေရတဲ့သူတွေဟာဖြင့်အများဆုံးကူးစက်ရမယ်ဒါမှမဟုတ်ယုံတက်နေတာနော်တနန်းကြောင်တက်နေတဲ့သူတွေမှန်သမျှတော်တော်ကူးစက်ရမယ်အဲဒီမှာတော့ပါတာပေါ့နော်ဟုတ်ပါတယ်ရှင့်ဟုတ်ကဲ့ဟုတ် so okay virus ကြောင့်လည်းနည်းနည်းလေးသိပြီဆိုတော့နောက်တစ်ပိုင်းမှာပဲဆက်လက်ပြီးတော့ HMPV နဲ့ပတ်သက်တဲ့ virus တွေအကြောင်းလည်းဆက်ပြီးတော့ဆက်ပြီးနေပြတယ်เนาะဒေါက်တာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ် Melly Infinite Theory ပရိသတ်များရှင် Morning Beast ကနေပြီးတော့ diet အတန်လွှင့်နေရပါမြန်မာစံတော်ချိန်ကတော့မနက်10:00နာရီနဲ့18မိနစ်ပါရှင်အခုတင်ဆက်နေတဲ့ကျန်းမာရေးကဏ္ဍမှာဆိုရင်တော့ထပ်တူရိ HMPV virus အကြောင်းကိုဒေါက်တာနန်းဖူးဤဂျုံမုနဲ့အတူတူဆွေးနွေးနေရဖြစ်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာအခုဒုတိယပိုင်းမှာဆက်ပြီးတော့သိကျင်တာပါเนาะခင်ဗျတို့ယောဂတွေကလည်းတစ်ခုခုပေါ်နေရပါเนาะ HMPV တွေရော COVID တွေရောဆိုတော့နှစ် မျိုးတွေကလည်းဝေကွဲမြရဖြစ်နေဆိုတော့သူတို့နှစ်ယောက်ရဲ့ဒီကွာခြားမှုပေါ့နော် HNPV နဲ့ COVID-19 နဲ့ကွာခြားမှုတွေရှိလို့ရှင်လည်းသိကြပါတယ်ဆရာမဟုတ်ဟုတ်ကဲ့ပါဒီငော HMPV ရောအမျိုးလုံးကတော့ဒီအသက်ရှူလမ်းကြောင်းကနေတဆင့်ကူးဆက်တယ်ပေါ့နော်ကူးဆက်တဲ့အတွက်ကြောင့်မလို့ကူးဆက်ပုံနီးလန်းနေရတော့တူတယ်ပေါ့ခက်ဆင်ဆင်တူတယ်အဲဒါပေမဲ့ COVID-19 မှာပေါ့နော်ဒီ aerosol လို့ခေါ်တဲ့အမုံငယ်ပေါ့နော်တော်တော်သေးတဲ့အမုံငယ်တွေ ကနေတဆင်ပို့ပြီးကူးနိုင်တယ်နောက်တစ်ခုကျတော့ဒီအမုံငယ်လေးတွေကအလေထဲမှာပို့ပြီးကြကြာနေနိုင်တယ်ပေါ့နော်ပို့ပြီးတော့ကြကြာဝေးဝေးလည်းပြန့်နိုင်တယ်အဲ့ဒါကြောင့်မလို့ဒီ COVID-19 ကဒီ HMPV virus ထက်ကူးစက်နှုန်းကတော့ပိုမြန်တယ်အဲဒါအပြင်ပေါ့နော် COVID-19 မှာဒီယောဂလက္ခဏာမရှိတဲ့သူတွေကပေါ့နော် asymptomatic carrier လို့ခေါ်ရယောဂလက္ခဏာမရှိသေးတဲ့လူတွေကနေတဆင်လဲသူများကိုကူးစက်နိုင်တယ်ပေါ့နော်ကူးစက်နိုင်တယ်ဒီ HMPV virus မှာကြတော့အများသောအားဖြင့်ကတော့ယောဂလက္ခဏာပြနေတဲ့သူတွေဖြားနာနေတဲ့ ူတွေကဒါသူများကိုပြန်ပွားလေရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့နှစ်ခုရှင်မယ်ဆိုလို့ရှင်တော့ COVID-19 ကတော့ဒီ HMB virus ထက်ပိုပြီးတော့ပြင်းထန်တယ်ပေါ့နော်ဟိုပြန့်နှံ့မှုကလည်းပိုပြီးတော့များပြားပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့ပေါ့နော်ထထူရဲ HMB ဖြစ်ပြီးသွားလို့ရှိရင်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာလေးတွေကိုလည်းသိကြမှာပါဘာလို့လဲဆိုတော့ထထူ COVID ဖြစ်ပြီးသွားတဲ့အချိန်ကာလမှာပေါ့နော်ထထူရဲဥမာခလေးလေးပြီးတော့ဒါတက်ကြီးပိုင်းဒါလူကြီးမိပါတယ်ပြီးတော့ယောဂဝေဒနာအခန်းရှိတဲ့သူတွေအကုန်လုံးကိုဆရာဝန်တွေက နောက်ဆက်တွဲ medical check up တွေလုပ်ခိုင်းကြတာကိုထက်သတိထားမိပါတယ်ဆိုတော့အခုဒီဆွေးနွေးနေတဲ့ HMBB မှာဆိုလို့ရှိရင်လည်းသူဖြစ်ပြီးသွားလို့ရှိရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာလေးတွေကိုလည်းသိပြရစေရှင်ဟုတ်ကဲ့ပါဟုတ် ဒီ virus မှာတော့လေအများစုကတော့ဒီတာမန်လက္ခဏာတွေပဲပြရတယ်ပေါ့နော်တာမန်လက္ခဏာပြပြီးတော့တခါတရံမှသာပေါ့အနေအနေစုမှသာယောဂလက္ခဏာပြင်းထန်နိုင်ပြီးတော့နောက်ဆက်တွဲပြဿနာအနေနဲ့ကတော့လေပြွန်ရောင်တာမျိုးပေါ့နော်လေပြွန်ရောင်တာအဆုတ်ခဲနမိုနီယာဖြစ်တာမျိုးပန်းနာရင်ကျက်ဖြစ်သွားတာမျိုးအဆုတ်ပွားပန်းနာရှိတဲ့သူတွေမှာဆိုရင်ယောဂပိုကြွလာတာမျိုးပေါ့နော်နာပိုးဝင်တာမျိုးဒါမျိုးတွေထိတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ဒီလူနည်းစုမှာပဲဖြစ်တာပါခက်မြများတော့ဟိုတာမန်လက္ခဏာလေးနဲ့ပဲတက်တာပြောက်ကင်းသွားတာများပါတယ်ဟုတ် ုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်အနေနဲ့ကတော့ဒီလိုမျိုး virus ကူးစက်ခံရပြီဆိုလို့ရှင်ရောကာကွယ်ကူးသနိုင်မဲ့နီလန်းလေးတွေပေါ့နော်ဒါမျိုးလေးတွေလည်းသိချင်ပါတယ်ဆရာမ ဟုတ်ကဲ့ပါရှင်ဒီ virus ကူးစက်မှုကနေကာကွယ်နိုင်မဲ့နီလန်းနေရတော့အရေးကြီးဆုံးပေါ့အရေးကြီးဆုံးကတော့အဓိက lab ပေါ့နော် lab ကိုရေနဲ့ဆက်ပြားနဲ့အနည်းဆုံးစက္ကန့်20ကြာအောင်မကြာခဏဆေးကြောပေးရမယ်ပေါ့နော်ကိုယ်စီမှာရေနဲ့ဆက်ပြားအလွယ်တကူမရဘူးဆိုလို့ရှင်နော် lab တန့်စင်ဆေးရည်ကိုဆောင်ထားပြီးတော့အသုံးပြုပေးရမယ်နာချေချောင်းဆိုးမယ်ဆိုလို့ရှင်နှာခေါင်းနဲ့ပါးစပ်ကိုတေချာတဒောင်နဲ့အုပ် ပြီးတော့မှဆိုးရမယ်ပေါ့နော်။ကဲဒီကိုစီမှာ tissue တွေလက်ကင်ဘွားတွေရှိရဆိုလို့ရှင်เนาะ tissue လက်ကင်ဘွားတွေကိုအသုံးပြုပြီးတော့ချောင်းဆိုးနာချေတာလုပ်ရမယ်။ ကိုကိုကနေမကောင်းဖြစ်နေရဆိုလို့ရှင်တော့လေလူများတဲ့ပတ်ဝန်းကျင်ကိုမသွားတာကောင်းတယ်ပေါ့နော်အဲကိုစီကနေတဆင်သူများကိုကူးဆက်နိုင်တာဒါမှမဟုတ်ကိုကကိုခန့်အားနည်းနေရအတွက်ကြောင့်မလို့ယောဂပိုးတွေပိုးဝင်နိုင်တာမျိုးတွေဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တယ်အဲဒီအစားအသောက်သုံးဆောင်ပစ္စည်းတွေကိုလည်းလေလူအများကြီးနဲ့မျှဝေသုံးစွဲတာတွေလည်းအဲမပြုတ်လုတင်ဘူးပေါ့နော်ပြုတ်လုတင်ဘူးဟုတ်ကဲ့ကုသနီးတွေကတော့လေဒီယောဂလက္ခဏာအများစုကတော့သူကသူ့အလိုအလျောက်ပျောက်ကင်းနေပေါ့နော်ဒီ virus infection ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် သူ့သူ့ကိုတတ်တဲ့ virus ပိုးသက်စေရလို့တော့တည်တတ်မရှိဘူးပေါ့နော်အဲသူ့ကိုသူ့ခံစားရတဲ့လက္ခဏာအလိုက်ပေါ့နော်လက္ခဏာအလိုက်ဆေးတွေပေးခြင်းအပြင်ကုသတယ်ပေါ့ဥပမာအနေနဲ့အကိုက်ခဲပျောက်ဆေးပေါ့ပါရာစီတမောလေးတွေပေးတာတို့အဲနာချီတယ်ဆိုလို့ရှင်တော့နာစီပျောက်ဆေး antihistamine လို့ခေါ်တဲ့ဆေးတွေပေးတာပေါ့နော်ချောင်းဆိုးပျောက်ဆေးတွေရှူဆေးတွေ inhaler တွေပေးတာဒါမျိုးတွေနဲ့ပဲကုသတယ်ပေါ့နော် อืมโอเคပါရှင်ဒါဆိုရင်ဒေါက်တာရဲ့အခုထက်တို့တွေပေါ့เนาะဒီ HMBV နဲ့ပတ်သက်ပြီးတော့မေးရမယ်ဆိုလို့ရှင်အခုသူ့ရဲ့ဒီယောဂကုသခရမှုနှုံးလေးတွေကလည်းအခု public area တွေကိုမရှောင်မိဘူးဆိုလို့ရှင်တခြားသူတွေကိုကုသနှုံးပြန်ပွားနိုင်တာဆိုတော့လေအဲ့တော့ဒီလိုမျိုး HMBV ကုသခံလိုက်ရပြီပေါ့เนาะဒါဆိုလို့ရှင်ဒါဝေဒနာခံစားမှုရအချိန်ကဘလောက်လောက်တော့ကြာသွားနိုင်လဲပြီးတော့ပေါ့เนาะဒီကောင်လေးကဖျားပြီးသွားလို့ရှင်ရောပြန်ဖြစ်နိုင်တာပေါ့เนาะဒေါက်တာဖြေပြီးပါအောင်ရှင်ဟုတ်ဟုတ်ကဲ့ပါဟုတ်ယောဂကုသခံရပြီဆိုလို့ရှင်เนาะဟိုပုံ မှန်အားဖြင့်ပေါ့ကိုကကိုခံအားကောင်းနေတဲ့လူငယ်ဖြစ်တယ်ပေါ့နော်ပုံမှန်အားဖြင့်ကတော့သူက၂ရက်ကနေ၅ရက်အတွင်းမှာတော့တက်တာနိုင်တယ်ပေါ့နော်အဲဒါပေမဲ့ကိုခံအားနေတဲ့သူတွေခလေးတငယ်တွေပေါ့တက်ကြီးရွယ်ဦးတွေနကူယောဂအခန်းရှိတဲ့သူတွေဆိုလို့ရှင်တော့ဒီထက်ပိုပြီးကြာတတ်တယ်ပေါ့နော်တစ်ပတ်နှစ်ပတ်လောက်တည်းနှစ်ပတ်လောက်ထိကြာနိုင်တယ်ပေါ့ဟိုတစ်ခါဖြစ်ပြီးသွားလို့ရှင်တော့လေပုံမှန်အားဖြင့်တော့သူက immune ပေါ့နော် immunity ပေါ့ကိုခံအားစနစ်ကဟို ဟိုဖြစ်သွား antibody ထွက်တယ်ပေါ့နော်ထွက်တဲ့အတွက်ကြောင့်မလို့အလားတူ virus မျိုးကတော့ထပ်တော့မဝင်နိုင်ဘူးပေါ့နော်မဝင်နိုင်ပေမဲ့ဒီတက်ရှူလန်းချောင်း virus တွေကအများကြီးဖြစ်နေရဲသူတို့ကဟို mutation ပေါ့တစ်ခုနဲ့တစ်ခုအဲ့လို ဗီဇပြောင်းတာတွေရှိတဲ့အတွက်ကြောင့်မို့အလားတူ virus တွေကတော့ဝင်နိုင်သေးတယ်ပေါ့နော်ဝင်နိုင်ချင်းရှိသေးတယ်ဟုတ်ကဲ့သူ့အတွက်ကတော့အင်မျိုးကတော့ထွက်သွားပြီပါဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါဆိုတော့အသက်ရှူလမ်းကြောင်းကိစ္စရက်တွေပဲပေါ့နော်ဆိုတော့အဲ့ဒါဆို covid လောက်တော့အဲ့ဒီ virus ကမဆိုးလို့ပြောရမှာပေါ့နော်ဟုတ်ဟုတ်ပါတယ်ဟုတ်ကဲ့ covid ကအဆိုးဆုံးနဲ့အကြဆုံးနောက်ဆက်တွဲလက်ခံရဆုံးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒါဆိုရင်တော့တာမန်ဒီနေကောင်းချမ်းမာနေတဲ့သူဆိုလို့ရှိရင်တော့ထပ်တော့နှစ်ရက်ကနေ၅ရက်အတွင်းပေါ့နော်တက်တာသွားနိုင်တာပေါ့ပြီးတော့ဒါဆံမပထမပိုင်းမှာပြောသွားသလိုမျိုးပဲထပ်တော့ဝင်သွားတယ်ဆိုလို့ရှိရင်တော့လေဒီဟာလေးဖြစ်နိုင်နေဆိုတော့ပေါ့ เนาะเอ่อအခုနားစနေတဲ့ Manly FM နဲ့ Team Radio ပြည်သူတွေဆိုလို့ရှိရင်လည်းဖျားတယ်ဝင်သွားတယ်ဆိုလို့ရှိရင်လည်းမပေါ်ပါနဲ့နီးစက်ရဒါစိတ်ယုံစိတ်ကမ်းမှာပေါ့เนาะစနေတကြကြာဝင်တဲ့ကုသမာတာလည်းပြောင်းပါပါကဲဆိုတော့ညီမလေးဆက်ပြီးတော့မိဝင်လေးอ่ะဟုတ်နောက်ဆုံးကတော့မေးချင်တာပေါ့เนาะညီမအနေနဲ့ဒီကို HMPV virus နဲ့ပတ်သက်ပြီးတော့ဗာများပြည်သူတွေကိုပြောချင်တယ်ပေါ့အဆောင်ရန်ရှောင်ရန်အချက်လေးတွေပေါ့เนาะဟုတ်โอเคโอเคဟိုပြည်သူတွေတီးတဲ့အတိုင်းပဲပေါ့เนาะ virus ပိုးတွေကတော့တစ်နှစ်ထက်တစ်နှစ်ဟိုတစ်မျိုးပြီးတစ်မျိုးပေါ်လာတယ်ပေါ့เนาะပေါ်လာတယ်ဗီဇတွေလည်းပြ ောင်းလာတဲ့အတွက်ကြောင့်မလို့တစ်ခုနဲ့တစ်ခုပေါင်းပြီးတော့ပုံမပြင်းထန်လာတတ်တဲ့လူတွေကိုလည်းပို့ပြီးတော့ဒုက္ခပေးလာတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကတော့လေလက်နဲ့ဆက်လက်ကိုဆက်ပြာနဲ့တေချာဆေးတဲ့အကျင့်ပေါ့နော်အဲ့ဒါကိုဟို အဲ့ဒါလေးကိုအကျင့်ပါအောင်ပေါ့နော်တေချာလေးဆွဆွဲမြင်းမြင်းလုပ်ပေးပါပေါ့အဲ့ဒီလက်ကိုတေချာဆေးတဲ့အကျင့်လုပ်လို့ရှင်ဒီပိုးမွားတွေရဲ့90ရာခိုင်နှုန်းကျော်လောက်ကိုဟိုတေချာကာကွယ်နိုင်နေပေါ့နော်နောက်တစ်ခုအရေးကြီးတာကတော့နှစ်စဉ်နှစ်တိုင်းတုပ်ခွေးကာကွယ်ဆေးထိုးထားတာလည်းဗိုင်းရပ်စ်ပိုးတော်တော်များများနိုင်ပြီးတော့ကာကွယ်နိုင်ပါတယ်ကိုခံအားကောင်းအောင်လည်းဂယူဆိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နော်အဲ့တော့ကဲဒါဆိုရင်ဆရာမအဲနေမကောင်းဆိုလို့ရှင်လည်းဒီလို max ဆေးဆောင်ထားတင်တာပေါ့နော်အဲ့ဒါဆိုဟုတ်ကဲ့ပါပဲအရာသွားမယ်ဆိုလို့ရှင်โอเคပါအဲ့ဒါဆိုလို့ရှင်အခုပေါ့ ါ့နော်ဒီတစ်ပတ်မှာထက်တို့ morning base life ရဲ့အကျမ်းမာရေးကဏ္ဍလေးမှာပေါ့နော်အခု HMBB virus ကူးစက်ရောဂါအကြောင်းကိုလာရောက်ပြီးတော့ဖြေကြားပေးတဲ့ခွန်ရှိရှိခွန် health care center ကဒေါက်တာနန်းဖူးဤဂျုံမို့ကိုထက်တို့ Malaria fan နဲ့ team ရောမိသားစုနဲ့အားလုံးကနေပြီးတော့ကျေးဇူးများရဲ့တင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမလေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်